အားလုံးမင်္ဂလာပါအောင်ရင်း channel မှာကြိုဆိုပါတယ်ကျွန်တော်တို့ပြောပြမယ့်အကြောင်းအရာကတော့တင့်ကိုစောစောစီးစီးတတိပေးနေတဲ့အသက်အစိတ်တင့်လက္ခဏာများဆိုရဲအကြောင်းအရာပဲဖြစ်ပါတယ်အသက်ဟာဘောလုံးတစ်လုံးခန့်ရှိပြီးခန္ဓာကိုယ်ရဲ့အကြီးဆုံးသော အတွင်းအင်္ဂါအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်အသက်ဟာတွေးတဲ့ကအန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားပေးတဲ့စစ်ထုတ်ကိရိယာတစ်ခုဖြစ်လေလောက်ဆောင်ပါတယ် အသေးဟာအစာခြေဖို့အတွက်တဲချေရည်ကိုလည်းထုတ်ပေးပါတယ်။ခန္ဓာကိုယ်ကစွမ်းအင်အတွက်သုံးပြုတဲ့ကြားဓာတ်ကိုတူလောင်ထားပါတယ်။ဒါအပြင်အသေးဟာမျက်တာတဲ့ကိုခံအားစနစ်ကိုအထောက်ကူပြုပေးပါတယ်။သိခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက်အတိတ်ကကြတဲ့အင်္ဂါအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကောင်းမွန်စွာအလုံးလုံးနိုင်တဲ့အသေးမရှိဘဲသင်ဟာကောင်းမွန်တဲ့ဘဝကိုမပိုင်ဆိုင်နိုင်တဲ့အတွက်ဒီလိုအရေးပါတဲ့အင်္ဂါအစိတ်ပိုင်းကိုဂရုစိုက်ဖို့အလွန်အရေးကြီးပါတယ်။အသေးဟာ အသက်ရှင်ရက်တည်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အင်္ဂါအစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။အမျိုးမျိုးသောအရာဝတ္ထုတွေကြောင့်အသေးပျက်စီးနိုင်တယ်။ဒီလိုဖြစ်လာရင်အစိတ်ဖြည့်ပေးနေတဲ့အသေးဟာအစိတ်တင်လာပါတယ်။အဲ့ဒါကို အသေးအစိတ်တင်ခြင်းလို့ခေါ်ပါတယ်။အချို့ကတော့အစိတ်တင်အသေးရောင်ယောဂလို့လည်းခေါ်ပါတယ်။စောစောစီးစီးဒတိပေးနေတဲ့လက္ခဏာတွေကို သိတာဟာအချိန်မီကုသမှုခံယူနိုင်တယ်လို့ပြင်းထန်တဲ့အသေးပျက်စီးမှုကိုကာကွယ်ရန်အတွက်အလွန်အရေးကြီးပါတယ်။ စောစီးစွာတတိပေးနေတဲ့အသေးအစိတ်တင်ခြင်းလက္ခဏာတွေကဘာတွေလဲအဲ့ဒါတွေကတော့နံပါတ်1ပင်မနွားနေနေတယ်သင်ဟာလုံလောက်စွာအနားယူပြီးတဲ့နောက်မှာတော့ပုံမှန်မဟုတ်ပဲအလွန်အမင်းပင်မနွားနေတာကိုခံစားရတယ်ဒါဟာအသေးကအစိတ်တောက်တွေကိုစစ်ထုတ်ဖို့အတွက်ကောင်းကောင်းအလုံးမလုံးနိုင်ကြောင်းပြတ်တဲ့အဖြစ်များတဲ့စောစောစီးစီးလက္ခဏာတခုဖြစ်ပါတယ်နံပါတ်2ပြုတ်အံ့လာတယ် အဆက်မပြတ်အန္တရာယ်နဲ့ဖြားနာသလိုခံစားရတာဟာအသေးဟာအစာချေရန်အတွက်ရုန်းကန်နေရတာကိုဖော်ပြနေပါတယ်အစောပိုင်းမှာရိုးရိုးအစာတွေအန်တက်ပေမဲ့အသေးပြည့်စည်ခြင်းရဲ့နောက်ပိုင်းအဆင့်တွေမှာတွေးအန်နိုင်ပါတယ်အကြောင်းကတော့တွေးဟာအသေးမှာတဆင့်ကောင်းစွာမစည်းစင်းနိုင်တော့တဲ့အတွက်အသေးကိုအစာချေအင်္ဂါတွေနဲ့ဆက်သွယ်ထားတဲ့တွေးပြန်ကြောတွေမှာတွေးဖီအားမြင့်တက်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါဟာအစာအိမ်ထဲမှာရှိတဲ့ရောင်ရမ်းနေတဲ့တွေးပြန်ကြောတွေ ပေါက်ပြဲစီပြီးသွေးအံတဲ့အဆင့်ကိုရောက်စီပါတယ်။နံပါတ်3အစာစားခြင်းစိတ်နည်းလာတယ်။အစာစားခြင်းစိတ်နည်းတာဟာအသေးပျက်စီးခြင်းရဲ့အဖြစ်များတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။အစာစားပေါ်စိတ်ဝင်စားမှုလျော့နည်းလာတယ်။အလိုလိုဗိုက်ပြည့်သလိုခံစားနေရတာဟာအသေးရဲ့ဇီဝဖြစ်စဉ်လှုပ်ဆောင်ချက်တွေချို့ယွင်းလာတာကိုဖော်ပြနေပါတယ်။နံပါတ်4ဗိုက်အောက်လာတယ် ိုက်ရဲ့ညာဘက်အပေါ်ပိုင်းမှာအသေးတည်ရှိပါတယ်အဲ့ဒီနေရာမှာမတက်မတာခံစားလာရတယ်ဒါမှမဟုတ်နာကျင်နေတယ်ဆိုရင်အသေးရောင်တဲ့လက္ခဏာတခုဖြစ်နိုင်ပါတယ်ဘိုက်အောက်ချင်းဟာအသေးပျက်စီးခြင်းရဲ့အဖြစ်များတဲ့လက္ခဏာတခုဖြစ်ပါတယ်အသေးပျက်စီးလာတဲ့အခါဘိုက်အတွင်းရောင်ရမ်းခြင်းဖြစ်လာတယ်အရေတွေစုပုံလာတာတွေဖြစ်လာတယ်နာကျင်ခြင်းဟာဖိုးအောက်တလို့ဖြစ်ပြီးအသက်ရှူတဲ့အခါပိုဆိုးလာနိုင်ပါတယ်နံပါတ်5အသားဝါလာတယ်အရေပြားနဲ့ မျိုးလုံးရဲ့အဖြူရောင်အစိတ်ပိုင်းတွေမှာဝါလာတာဟာအသေးကပုံမှန်အဖြစ်လှုပ်ဆောင်ပေးနေတဲ့သွေးနေဥတွေပျို့ကွဲရာကနေထွက်လာတဲ့ဘီလီရူဘင်ဟာခန္ဓာကိုယ်ထဲမှာစုပုံလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်6စီးအယောင်ရင့်လာတယ်။စီးရပုံမှန်တဲ့အယောင်ပူရင့်လာပါတယ်။အသေးပြက်စီးခြင်းရဲ့အဖြစ်များတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။စီးရအညိုရောင်၊လေမောရောင်ဒါမှမဟုတ်ပရင်းရောင်ဖြစ်နေတတ်တယ်။ဒီလိုဖြစ်လာတာဟာ အသေးအတွင်းဘီလီရူဘင်ပမာဏမြင့်တက်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နံပါတ်9မစင်အယောင်ဖြော့လာတယ်။အသေးဟာကောင်းစွာအလုပ်လုပ်တဲ့အခါမစင်ကိုပုံမှန်အညိုရောင်ဖြစ်အောင်တဲချီရီကိုပုံမှန်ထုတ်လို့ပေးနေပါတယ်။အသေးမှာအစိတ်တင်တဲ့အခါတဲချီရီကိုလုံလောက်အောင်မထုတ်ပေးနိုင်တော့ပါဘူး။အဲ့ဒီအခါမှာမစင်ဟာအယောင်ဖြော့လာတယ်။ဒါမှမဟုတ်ရှင်စည်းရောင်ဖြစ်လာပါတယ်။နံပါတ်10အရေးပြားရားရံလာ သေးပြဿနာကြောင့်တွေးထဲမှာသဲချီစားတွေစုပုံလာတဲ့အခါအဆက်မပြားရရန်ချင်းဖြစ်စီနိုင်ပါတယ်သဲချီစားတွေဟာတွေးကြောထဲမှာစုပုံလာပြီးအေးပြားရှိအာယုံကြောတွေကိုရရန်စီတဲ့အတွက်ကြောင့်သဲပျက်စီးခြင်းနဲ့အတူအေးပြားရရန်ချင်းဖြစ်ပွားနိုင်ပါတယ်နံပါတ်9ခြေထောက်နဲ့ခြေချင်းဝတ်တွေမှာရောင်ရမ်းခြင်း ဖြစ်လာနိုင်တယ်အားနည်းတဲ့တဲ့ရခန္ဓာကိုယ်အတွင်းအရေးများစုပုံခြင်းကြောင့် ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်အထူးသဖြင့်ခြေပွားနဲ့ခြေချင်းဝတ်တွေမှာဖြစ်တတ်ပါတယ်အသေးအစိတ်တင့်တဲ့အခါအခြားဖြစ်နိုင်တဲ့လက္ခဏာတွေကတော့ဖျားတဲ့အင်းမြင်ထွက်လာတယ်တရံတစ်ခါရေပြင်းဆွဲတာမျိုးလည်းဖြစ်တတ်ပါတယ်အာယုံဆူဆိုင်မှုခက်ခဲလာတယ်ဇဝေဇဝါဖြစ်လာတယ်အလွယ်တကူတွေးထွက်လာတတ်တယ်အသားအရည်မှာအညိုအမဲတွေဆွဲနေတတ်တယ်ကိုယ်လေးရင်ကြီးကျလာတတ်တယ်အချို့သော အသေးအစိတ်တင့်သူတွေဟာ ထို့သဖြင့်အစောပိုင်းအဆင့်တွေမှာတိတာထင်ရှားတဲ့လက္ခဏာတွေမခံစားရတာမျိုးလည်းရှိတယ်ဆိုတာကိုသတိပြုစေချင်ပါတယ်။အသေးပြည့်စည်းခြင်းကိုဘာတွေကဖြစ်စေတာလဲ။အသေးဟာအရာဝတ္ထုအမျိုးမျိုးနဲ့ထိတွေ့ရတဲ့အတွက်ကြောင့်ဖြစ်လာပါတယ်။နံပါတ်၁အရက်ကိုတောက်ခြင်းအရက်ကိုအလွန်ကြုံတောက်တာနဲ့ရေရှည်တောက်တုံးတာဟာအသေးပြက်စီရခြင်းရဲ့လူတိများတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။နံပါတ်2တရားမဝင်မူရစီဝါးတွေကိုတောက်တုံးခြင်းကိုကင်းနဲ့ ဟီရိုအင်းလိုမျိုးအရာတွေကလည်းအသေးကိုအစိတ်သင့်စေပါတယ်။နံပါတ်3ရှေးဝါးများတောက်သုံးခြင်းပါရာစီတမောဆေးပြားကို ပမာဏများများတောက်သုံးရင် ဖြစ်ဖြစ် အရင်နဲ့ရောစပ်တောက်သုံးရင် ဖြစ်ဖြစ်အဲ့ဒီလိုတောက်သုံးရင် အသေးကိုအစိတ်သင့်စေပါတယ်။ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးအချို့ဟာလည်းအသေးကိုအစိတ်သင့်စေပါတယ်။အဲ့ဒီဆေးတွေရဲ့ဘေးရွယ်ဆိုးကျိုးကြောင့်ဖြစ်ပါတယ်။အဲ့ဒီဆေးတွေထဲမှာအချို့ကတော့အချို့တော့ပဋိစီဝဆေး certain antibiotic starting c ဝေယုပြန်ယောဂအတွက်တောက်တဲ့ c anabolic steroid c တွေဟာအသည်းကိုထိခိုက်စေပါတယ်နံပါတ်၄ဆေးဖဲ့ဝင် အပင်များနဲ့အစာအသောက်ဖြစ်ဆက်စာများကိုကိုယ်တဘောနဲ့ကိုတောက်သုံးခြင်းတဘာဝလိုမကြာခဏကြော်ညာလေးရှိတဲ့အချို့သောဖြစ်ဆက်စာတွေဟာအသည်းကိုစိတ်တင်စေနိုင်ပါတယ်နံပါတ်၅အသည်းကိုအစိတ်တင်စေတဲ့အချို့သောယောဂများ virus ပိုးဝင်အသည်းရောင် ယောဂကိုခံအားကျယောဂနဲ့ဇီဝဖြစ်စဉ်ဆိုင်ရာချိုးယွင်းမှုတွေဟာလည်းအချိန်ကြာလာတာနဲ့အများအသေးပျက်စီးခြင်းကိုဖြစ်စေပါတယ်။နံပါတ်6ဆက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းများကြောင့်လည်းအသေးအစိတ်တင်နိုင်လုပ်ငန်းဝင်တွေမှာအသုံးပြုနေတဲ့အချို့ဓာတုပစ္စည်းတွေဟာအသေးကိုအစိတ်တင်စေပါတယ်။ဥပမာအားဖြင့်အရေးပျော်ဝင်နေတဲ့ပစ္စည်းများနဲ့ပိုးသတ်ဆေးများဖြစ်ကြပါတဲ့အဲ့ဒီအစိတ်တင်ဓာတုပစ္စည်းတွေကိုထိတွေ့ခြင်းဟာ အသက်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။တကယ်လို့တင်ဟာအခုပြောပြတဲ့လက္ခဏာတွေတဲကတစ်ခုဖြစ်စီတစ်ခုထက်ပိုပြီးဖြစ်စီခံစားရပြီဆိုရင်တော့ယောဂါရှာဖွေစစ်ဆေးဖို့လိုအပ်တယ်လို့သတိပေးခြင်းပါတယ်။ယောဂါကိုစောစောစီစီရှာဖွေတွေ့ရှိတာနဲ့အချိန်မီကုသမှုခံယူတာဟာပြင်းထန်တဲ့အသက်ပျက်စီးမှုကိုကာကွယ်နိုင်ပါတယ်။အသက်ယောဂါနဲ့ပတ်သက်တဲ့နောက်ဆက်တွဲပြဿနာတွေကိုလည်းတားဆီးရာရောက်စေပါတယ်။အသက်ရဲ့စိတ်တင့်မှုကိုကာကွယ်ဖို့အတွက်အရက်တောက်တာကိုလျှော့ချပါ ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကိုစားသုံးပါကျမ်းမာတဲ့ကိုယ်လေးချိန်အထိကိုယ်လေးချိန်ကိုလျှော့ချပါအားကစားလေးချိန်ကောင်ပုံမှန်လုပ်ပါအမြန်စားအစားအစာနဲ့ဆိုလာတောက်သုံးမှုကိုလျှော့ချပါလို့အထူးမှာကျင်ပါတယ်ဒါတွေဟာအသေးအစိတ်တင့်မှုအတိုင်းအတာတစ်ခုအထိကာကွယ်ရာရောက်စီပါတယ်အစအဆုံးကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နောက်ဘယ်လိုကြည့်ရှုနိုင်ဖို့ subscribe ကိုကြည့်နေပြီးသားပါလို့မြစ်တာရက်ခံပါတယ် like နဲ့ share လို့လည်း နှိပ်ပေးဈေးညင်းပါတဲ့လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါရယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟက်ပနာရှိ